အဲ့တော့ brother ဒီ level တောက်ချပေါ့နော်ဒီ linear ကြီးဖြစ်နေ level ကြီးအဲ့ဒါကြောင့် brother progress လေးတွေကိုဒီ level progression လေးတွေကိုဘလို့ plan နားလဲပေါ့ဘယ်နေရာလေးကျရင်ခတ်မယ်ဘယ်နေဘယ်နေရာကျရင် player ပြန်ပြီးဖြည့်ဖြောက်ပေးမယ်ပြီးဘယ်နေရာကျရင်ခတ်မယ်ဘယ်လိုမျိုးလောက်ထားလဲကျွန်တော်တို့ပြ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 ဟုတ်ကဲ့ကျွန်တော်ဘယ်လိုမျိုးတော့လောက်တယ်လဲဆိုတော့ဒီခေတ်ဆားမှာတော့ဒီ tutorial state ပုံစံတွေလောက်ထားပါတယ်အခုံလို့ရမယ်ကျွန်တော်အောက်ကို crush လောက်လို့ရမယ်အဲ့ဒါဒီ player ကိုတင်ပေးတဲ့ပုံစံမှာအစပိုင်းရတော့ ဟုတ်ကဲ့အရင်ကလည်းပဲဒီကပြီးမှကျွန်တော်တို့အဲ့ဒီ player တီးခဲ့တာတွေကိုကျွန်တော်ဒီမှာပြန်ပြီးတုံးလို့ရမယ်အဲ့ဒီပုံလေးတွေတွန်းတာပဲဖြစ်ဖြစ်ခုံတာလေးတွေကျွန်တော်ကျွန်တော် ledge climbing တွေပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာတင်ပေးပါမယ်ပြီးရင်ဒီနာရောက်ပြီဆိုရင် test ပြအောင်ကျွန်တော်တို့ဟို high dance အဲကျွန်တော် high လုပ်တဲ့အပေါ်ဒီကအဲ့မှာကျွန်တော်လုပ်ပေးပါတယ်ပြီးဒီမှာဆုံးကျွန်တော်တို့တီးခဲ့တဲ့ ledge climbing ကိုကျွန်တော်တုံးခိုင်းပါတယ်အဲ့မျိုးအဲ့လိုမျိုးနည်းနည်းတက်လိုက်ပြီးရင်ကျွန်တော်တို့ chill state လေးပြန်သွားလိုက်အဲ့လိုမျိုးလောက်တာများပါတယ်ဒါပေမဲ့တော်တော်များတော့မချေးပါဘူးဒီကောင်ဆိုတော်တော်ကြီးဟိုဖြစ်ပါတယ် pressure များပါတယ်ဒီနာဆိုဒီနေ့ကကျွန်တော် live ပြီးမှကြည့်နေရဆိုဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဒီ state ဆိုတော်များကကျွန်တော်တကယ်ချင်းနေဆော့ခိုင်းလဲဒီကောင်လေးတော်တော်စိတ်ညစ်တဲ့စက်တိတ်ပါဘယ်လိုခုံးပြပြရမလဲ control တော်တော်ခက်ပါတယ်ပြပြပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်ဒီမှာခုနပြောပြသွားပါဘောနော် level progression လေးဒီမှာဒီအစနာရလို့ရှိရင် movement mechanic လေးတွေ unlock ဖြစ်ပေတယ်သူတို့ကို tutorial လုပ်ပြီးပြီးဆော့တယ် now နည်းနည်းဆော့လို့ရှိရင် mechanic တခုလေးဘယ်လိုပြောမလဲ reward အနေနဲ့ပြီးတယ်ဘောနော် player ကိုဒါရပြီအဲ့တော့ဒါလေးသုံးပေါ့ပြီးလို့ရှိရင်လည်းဒီတိုင်းမထားတော့ဘောနော် level ကိုလည်း reusable ဖြစ်အောင်ပို့လုပ်တယ်ဘောနော်အဲ့ဒါ ဒါ brother cautiously မဟုတ်ရင်တော့မကောင်းတဲ့နီလန်လို့ပြောလို့ရပါတော့နော်ဟိုဇက်လန်ထဲမှာပြန်ပြီးတော့တုံးချရတော့ player တွေအလုံးအကုန်ပဲပေါ့ဒီ aesthetic အရာ哦